ဝယ်သူမရှိတာမဟုတ်ဘူးကိုရဲ့ energy ကြောင့်ကိုထားရှိနေတော့ကိုရဲ့ကိုရဲ့ခန္ဓာကိုယ်တဝိုက်မှာရှိတော့စက်ကွင်းကြောင့်ကိုအတွေးအတိုင်းကိုမှကိုဘဝဖြစ်တည်လာတာကိုကရောင်မကောင်းဘူးလို့တွေးလိုက်လို့ရောင်မကောင်းတာဖြစ်စေတာအဲ့တော့မဟုတ်တော့ဘူးကျွန်တော်ကတော့အထူးကံကောင်းပြီအာဒီကျွန်တော်ကဘာလောက်ကောင်းမလဲနောက်ထပ်ဘာလောက်ကောင်းမလဲဆို vanity designer ရှိရမယ် ဘန်နီဒီဇိုင်းယားဆိုတာကတချို့မီးတောက်ကလေးတွေမှာဆိုရင်အနီရောင်မီးတောက်တဲ့အပြာရောင်မီးတောက်လေးတွေဟိုးအဖြူရောင်မီးတောက်လေးတွေကပို့ပြီးတော့မီးအားပြင်းတယ်သိရမလားပို့ပြီးတော့ပူတယ်ပေါ့ကွာအဲအဲ့လိုမျိုးလေးဘန်နီဒီဇိုင်းယားဆိုတာတကယ့်ကိုမှအာတကယ့်ကိုမှဟိုကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဒီဇိုင်းမမတ်နဲ့အာယုံစိုက်တဲ့အရာအဲ့တော့အဲ့ဒါဒီတချို့ကောင်းတဲ့အရာမှလည်းအာယုံစိုက်လို့ရတယ်မကောင်းတဲ့အရာမှလည်းအာယုံစိုက်လို့ရတယ် အဲ့တော့ကိုကစိတ်ချမ်းသာပြီးတော့ကြော်ဝချမ်းသာခြင်းလဲဆိုလို့ရှိရင်အဲ့ဒီ brandy designer ဆိုတဲ့တကယ့်ကိုမှပြင်းပြတဲ့စိတ်ကိုကောင်းတဲ့အရာမှာပဲအာရုံစိုက်ကြမယ်။အာမိုးလေးရနဲ့မိုးချုပ်ကိုကုသိုလ်ကောင်းမှုအကြောင်းတွေပဲတွေးနေတယ်ဆိုလို့ရှိရင်ဒါကကိုကြီး brandy designer ကောင်းတဲ့အရာမှာအာရုံစိုက်နေတော့ပြင်းပြတဲ့စန်တာအရန်ကိုမှကောင်းတယ်။ စန္ဒနဲ့လောဘနဲ့မတူလောဘဆိုတာက သူများဘာဖြစ်ဖြစ်အဘသူတည်တည်ငတိမငတိမပြီးရောငါအမျက်ရရင်ပြီးရောတခြားသူဒုက္ခရောက်တာမရောက်တာငါနဲ့ဘာမှမဆိုင်ဘူးအဲ့ဒါကကြတော့လောဘလို့ခေါ်ပါတယ်အဲ့တော့စန္ဒကကြတော့ तू လဲအစဉ်ပြေငါလဲအစဉ်ပြေ तू လဲရောင်းကောင်းငါလဲရောင်းကောင်း तू လဲစိတ်ချမ်းသာငါလဲစိတ်ချမ်းသာအဲ့ဆိုတီချာဆိုလို့ရှိရင် okay အဲ့ဒီချက်ချန်လေးလှတယ်လို့တခြားချန်လေးလည်းလှပါစေ အော်ငါတယောက်တည်းလာမယ်ငါတယောက်တည်းချမ်းသာရမယ်ငါတယောက်တည်းစိတ်ချမ်းသာရမယ်မဟုတ်ဘူးတ ിച്ച ဲ့အချမ်းလေးလှသလိုသူများချမ်းလေးလှပါစေတ ിച്ച ဲ့စိတ်ချမ်းသာသလိုသူများစိတ်ချမ်းသာပါစေတ ിച്ച ဲ့စီးပွားဥစ္စာတွေတိုးသလိုသူများတွေစီးပွားဥစ္စာတွေတိုးပါစေတ ിച്ച ဲ့လက်လာပါတွေပွင့်သလိုသူများတွေလည်းလက်လာပါတွေပွင့်ပါစေအဲဒါမျိုး banding designer ဆိုရင်အင်မတန်ကိုမှကောင်းသော banding designer ဖြစ်တယ်ဒါကြတော့ပြင်းပြသောစန္ဒအဲဟုတ်ပြီနော်အဲ့တော့စန္ဒနဲ့လောဘနဲ့ကိုကွဲထက်ရမယ် ဟုတ်ပြီနော်ချက်ဆုံးလေးတို့ဘန်နီဒီဇိုင်းဟုတ်ပြီအဲ့တော့ teacher တို့ကအောင်မြင်ခြင်းနဲ့ပါအောင်မြင်ခြင်းနဲ့ဆိုတော့ကွာလူတိုင်းရပါလဲဟောစိတ်ချမ်းသာသာနေခြင်းနဲ့အဲဝင်ငွေတွေဒလောစည်းစာလုပ်ခြင်းနဲ့လူချစ်လူခင်တွေရခြင်းနဲ့စီးပွားဥစ္စာတွေလက်လာပါတွေတိုးခြင်းနဲ့โอเคနော်အဲ့တော့အောင်မြင်ခြင်းရင်အဲ့ဒါကိုခြုံငုံပြီးတော့အကုန်လုံးကိုအောင်မြင်တာလို့ခေါ်တာပေါ့နော်ပြီးလို့ရှိရင်လူပေါင်းများစွာဘလောက်တောင်ကူညီနိုင်လဲအဲ့လိုမျိုးလေးပေါ့နော်အောင်မြင်တယ်ဆိုတာတယောက်နဲ့တယောက်တတ်မှတ်ပုံချင်းတော့မတူဘူးပေါ့โอเคအဲ့တော့ ကိုရာကိုဘယ်နဲ့ဘာမှအောင်မြင်ချင်လဲအောင်မြင်ချင်တယ်ဆိုလို့ရှိရင်တိကျတယ်ဂိုးတစ်ခုထားရမယ်တိကျတယ်ဂိုးတစ်ခုခတ်ထားရမယ်အော်ဒီတလာလုံးအတင်းမပြောတော့ဘူးဟေးအဲ့ဒါတိကျတယ်ဂိုးပဲအော်ဒီတလာလုံးကံနေကောင်းနေပြီဟေးအဲ့ဒါတိကျတယ်ဂိုးပဲဟုတ်လားအော်ဒီတလာလုံးငါစူးစမ်းပြီးရောင်းမယ်ဟေးအဲ့ဒါတိကျတယ်ဂိုးပဲဒီချက်ပါတော့ပါလားโอเคဒီလလတလာလုံး6လပိုင်းတလာလုံးအာစီးရင်ချုပ်လိုက်ပြီဆိုတာနဲ့အရင်လာခတဲ့ရောင်းအားတွေနှစ်ဆဆယ်စားဖြစ်နေရမယ်ဟေ့အဲ့ဒါတိကျတယ်ကိုပဲ โอเคล่ะအဲ့တော့ကိုယ်ဘယ်နေရာမှာဘယ်ကိုးထားမလဲအဲ့တော့ကိုယ်ပုံမူ